ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံစံနိုင်မယ်ကိုပိုင်ပါဆိုတော့ကျွန်တော်ကွန်မန်လေးမှာထုံစံနိုင်ကျွန်တော် high လေး okay လေးတယောက်ကို setting 15ကျင်းလောက်တောက်လျှောက်လေးမနာပေးကိုမြစ်တာရက်ခံလို့ပါတယ်ပထမဆုံး live ဆက်ဆက်ချင်းကျွန်တော်ထုံစံနိုင်2မိနစ်လောက်ပါနော် high လေး okay လေးတောက်လျှောက်လေးမနာပေးပါဒီနေ့ရက်နေကုန်မှာကျွန်တော်ကီးနဲ့ပတ်သက်လို့ရှိရင်ဒီနေ့ရက်နေကုန်ကီးကိုဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့ပြောရင်ဒီနေ့ရက်နေကုန်ကီးကဝန်ခွက်လို့တောင်ပြောလို့ရတယ်ပေါ့နော်ဆိုတော့အကြိုက်ဆုံးကတော့ဒီနေ့ရက်နေကုန်ကီးအခွေပါ အပူပါခွေ ကီးပူပါခွေဒီကျွန်တော်ဒီမနက်မှာအကြိုက်ဆုံးဖြစ်ပါတယ်ကျန်တာရတော့ပြင်ဆက်ပြောမယ်ပေါ့နော်ဆိုတော့အကျော် high နေတယ် okay လीတောက်လျှောက်တယောက်ကို၁၀ချိန်၁၅ချိန်လောက်မန္တလေးကိုမြစ်တိုက်ရခံပါတယ် live ဆက်ဆက်ချင်းအကျော်၂မိနစ်၃မိနစ်လောက် high နေတယ် okay လीကြီးပဲတောက်လျှောက် comment လေးမှာမန္တလေးပါ high နဲ့ okay နဲ့ဒါလေးကြီးပဲတောက်လျှောက်မန္တလေးပါ comment မှာ high okay high okay လीကြီးပဲနော် ဟိုင်းနဲ့ okay လေးပဲတောက်လျှောက်မှန်းထားပြီပါတောက်လျှောက်လေးမှန်းထားပြီပါဟိုင်း okay ဟိုင်း okay အဲ့ဒါလေးပဲနော်ကဲပါကျေးဇူးများကြီးတင်ပါတယ်ဆက်ကျော်ဒီက UK ရေးလဲကျော်တောက်လျှောက်လေးမှန်းထားပြီကိုမြစ်တိုင်ခံပါတယ်လက်ရှိမှန်ပေးကြတဲ့ကိုဒီမားရအားလုံးကျေးဇူးများတင်ပါတယ်လို့ဆိုတော့အများဆုံးလေးမှတ်ထားပြီးပါကျွန်တော် high လေး okay လေးဒါလေးပဲเนาะကျွန်တော်ဘာမှမမှန်နဲ့ရတယ်ဟိုရှေရှေဝူးဝေးမှတ်ရမလို့ပေါ့เนาะဒီအဓိက high နဲ့ okay လေးပဲမှတ်ပြီးတော့အဲကျွန်တော်ဒီ YouTube မှာရှိရတဲ့သူတွေဆိုလို့ရှိရင်လက်မခလုတ်လေးကျွန်တော်တယောက်ချက် ဖုန်း Instagram လေးကိုတော်တော်တော်ကိုသုံးချက်စနေလိုက်တာလက်မထောက်ပြီးသားဖြစ်တယ်ပေါ့နော်ဆိုတော့လက်မလေးတယောက်တစ်ချက်လောက်ထောင်တော့ပြီးပါကျွန်တော်ဖုန်း Instagram လေးကိုဒီလိုလေးတော်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 တော့အဲဒါဆိုကျွန်တော်လက်မထောင်ပြီးသားဖြစ်သွားတာပေါ့နော်အဲ့တိုင်းလေးဆက်ဆက်ဆက်ဆိုပြီးသုံးချက်လောက်အလိုလေးစနေနှိပ်ထားပြီးပါဆိုဟိုင်โอเคဟိုင်โอเคတောက်လျှောက်လေးမှန်းထားပြီးပါနောက်ထပ်အာကျွန်တော်စက္ကန့်30လောက်ပဲမှန်းထားပြီးပါပြီးရတယ်ကျွန်တော် non stop တောက်လျှောက်သွားလိုက်တော့မနော်နောက်ထပ်ကျွန်တော်စက္ကန့်အဲဒီကနေစမှတ်လိုက်မနော်နောက်ထပ်စက္ကန့်30ကျွန်တော်နောက်ထပ်စက္ကန့်30အတိဆိုတာ ਨੇ စရအောင်မှာဆိုတော့အမြန်ဆုံးလေးကျွန်တော်ကိုမနေမှာဟိုင်းလေး okay လေးတောက်လျှောက်မှတ်ပြီးတော့မှကျွန်တော်လက်မလေးမထောင်သေးနဲ့တယောက်ချက်လောက်ထောင်ထားပြီးပါကျွန်တော် Facebook ကညူကြီးရတော့အဲရှိသမျှခလုတ်အကုန်နှိပ်ပေါ့နော်အသေးကြီးလက်မလေးခဲရှိသမျှအကုန်လာပိတ်နေပြီလိုက်နော်အဲ့ဒါပြီးရောပဲဆိုတော့ကျွန်တော်ဒီမှာ Facebook ကညူကြီးကိုကျွန်တော် comment comment မှာ link လေးတစ်ခုချပေးထားပါမယ်အဲအဲ့ဒီ channel ကဒါထုံးစံအတိုင်းဒါအလုံးလည်းသိပြီးသားဖြစ်ပါလိမ့်မယ်ကျွန်တော်ရဲ့ Telegram channel Fiverr channel link ပေါ့เนาะအဲ့ဒါလေးထုံးတာတိုင်းမကျော်ချပေးထားပါမယ်တစ်ချက်အာမကြွားရသေးရင်တစ်ချက်လောက် join ထားပေးပါလို့ကျွန်တော်ရဲ့ channel တွေကဒီဟာတွေပါအချင်းတို့ရဲ့ channel တွေကဒီ hari ပါဆိုတော့ကျွန်တော် link လေးချလိုက်ပါမယ်ဒီမှာ။ကဲပြန်လေးထောက်လိုက်ပြီနော်။ ဆိုတော့ Facebook ညကိမြကျွန်တော်ဒီ comment လေးမှာပင်လေးထောက်ထားပါတယ်တစ်ချက်ဟောဟိုပါဖြစ်လို့ရှိရင် comment လေးကိုဒီ real လေးတစ်ချက်လောက်ထောက်လိုက်ပေါ့နော်လူနည်းနည်းမြင်သားအောင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ရင်ထောက်လိုက်တဲ့တစ်ချက်လောက်ပိတ်နေပေးလိုက်မယ်အဲအဲ့ဒီအဲ့ဒီ comment က channel နော်အဲ့ဒီ channel လေးဒီခါလေး join လုပ်ပြီးပါဆိုတော့လက်ရှိမှာပေးကြတဲ့ညကိအားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ပြောနေတဲ့တောက်လျှောက်လေးမှာလည်းစက်တိုက်လေးဆက်ပြီးတော့အမှန်ထားပြီးပေါ့နော်ကျွန်တော်ပြောဆက်ရှိရ Nest တော့တောက်လျှောက်ပြောသွားမယ်ပေါ့နော်ဆိုတော့ခဏလေးနော်ကျွန်တော်တကားပိတ်လို့ကြည်လာဟောတကားပိတ်ထားโอเค ဆိုတော့ကျွန်တော်စာဆုံးတစ်ခေါက်ပြန်ပြီးတော့တွားလိုက်အောင်ပါဆိုတော့ကျွန်တော်ဒီနေ့ရဲ့နေကုန်မှာအသုံးပြုထားတဲ့ key အာနေကုန် key ကိုမပြောခင်မှာတခုပြောလို့ရတယ်ကျွန်တော်လက်တွက် site တွေမှာဒီနေ့ဒီနေ့ရဲ့ကျွန်တော်တို့ဒီလက်တွက် site တွေမှာ လုံးဝထပ်တူကျနေတဲ့ one chain တွေကဘာတွေလဲဆိုလို့ရှိရင်ကိုပိုင်မွေးပဲထူပါတယ်မွေးရတော့စပြုံးเนาะမွေးရလာတော့မယ်เนาะမွေးကနေနေပိုင်းလာပြီเนาะ ဆိုတော့မွေးရကျွန်တော်လည်းလိုက်တယ်ဒါကျွန်တော်အများအားနဲ့ပြောတယ်ကျွန်တော်မွေးဒီကျွန်တော်ထောက်ထပ်မွေးဒီကျွန်တော်လိုက်တယ်အဓိကကျွန်တော်မထိုးတာပါလဲဆိုနေတိုက်ကျွန်တော်တိတ်မထိုးဘာလို့လဲဆိုတော့ကျွန်တော်နေတိုက်တွေပါလိုက်ထိုးနေလို့ထွေနေလို့ရှင်ယူကီတို့တော့အဲ့လိုမျိုးမျက်နေရဲ့အဖက်တီတော့ကိစ္စမရှိဘူးပေါ့နော်အစင်မပြေတဲ့ဘက်တီမှဆိုပြန်ပြီးတော့မှဟိုဘယ်လိုပြောရမလဲထိုးရင်ပြန်ယူဖို့တော့ကျွန်တော်ပြန်ကြိုးစားဖို့ဘက်မှာအားရုံမှာဆိုလို့အဓိကလေကိုရန်ထိုးပြီးကိုရန်ဘူးနေလို့ရှင်အဲ့လိုတွေဖြစ်မှာဆိုလို့ကျွန်တော်အဓိကနှစ်မျိုးပဲတစ်ချက်ခွေချေဘူးပေါ့ကိုထိုးတယ်မွေးထိုးတယ်ဒါပဲ အဲ့ဒီနှမျိုးတော့ကစုံပေါက်ပြီးတော့လိုက်တယ်ဆိုတော့တကယ်တကယ်လဲဇာတို့တွေကလို့နှမျိုးသုံးမျိုးလောက်ကိုလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အာဒီမွေးတွေပါမွေးမဟုတ်နေတိုက်ဆိုတာကစားစရာမလိုဘူးပေါ့နော်အဲ့ဒီမွေးတွေဒီဂျန်တဲ့ဇာတို့တွေကိုကျွန်တော်ပုံမှန်လေးလိုက်မယ်ဆိုရင်ပေါ့ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ပြောလို့ရသည်ဒီနေ့ရဲ့နေကုန်မှာကျွန်တော်လုံးဝထပ်တူတွေကြရတဲ့ one change ရှိပါတယ် ဲ့ဒါပါလဲဆိုရင်ကျွန်တော် လက်တွက်ဆိုင်မှာထပ်ကြည့်ကြတော့ပြောနော်လက်တွက်ဆိုင်မှာလုံးဝထပ်ကြည့်ကြတဲ့ဝန်ကြီးဒီဒီနေ့ကီးနဲ့လည်းတော့ပြီးအဆက်တည်းကျွန်တော်3ရက်အချိန်ရက်3အချိန်အဲ့ဒါတွေကပိုးစိုးပတ်ဆက်ကိုထပ်ကြည့်ကြပါတယ်ကျော်၅ဆိုင်၆ဆိုင်၇ဆိုင်လောက်ထိကိုထပ်တူကြာနော်၃ရက်အချိန်ကြီးကမင်းညနေရလိုင်းမရလို့ကိုပိုင်းစီမထိုးရအော်ဟုတ်ကဲ့ပါကျော်ဒီရပိုင်းနေဟုတ်တယ်ဗျာကျွန်တော်လူတွေနည်းနည်းပျောက်ပျောက်နေရနော်လိုင်းနေမကောင်းကြတာထင်တယ်ဒီဒီကစားနေကြအကိုတွေမရမပျောက်နေရနည်းနည်းများတယ် ဒီဒီမှာတယောက်ပေါ့နော်လက်ရှိဂျန်နဲ့ဟိုဘာတွေကဂျန်နဲ့ညူကီလည်းလို့ပျောက်နေရရှိရပေါ့နော် line နေမှာကောင်းကြတယ်ထင်တယ်လက်တက်ဆိုင်တွေထပ်တူကြနေတာ3ရှစ်ဝိုင်းနေနေဟုတ်ပါတယ်ကျော်3ရှစ်အချင်းနေထပ်တူတွေတော်တော်လေးကြာပါတယ် token သေးယူ3000 share ရဲကျေးဇူးများကြီးတမားတယ်အတန်မကြားရပါတဲ့အတန်မကြားဘူးလားမသိဘူးနော်အတန်မကြားရင်တစ်ချက်ပြောပြပါကျွန်တော်ကြားမယ်ထင်တာပဲဒီမှာနှစ်ချက်နဲ့ကျွန်တော် join ပြီးလွှင့်နေရဆိုတော့လေကျွန်တော်ဒီနားမှာမအုပ်ချင်လို့ကျွန်တော်တမင် level မှာပဲဆွတ်ထားရတာ အတန်ကြားရပါသလားခင်ဗျာအတန်ကြားရပါသလားခင်ဗျာအတန်ကြားရပါသလားခင်ဗျာဆိုတော့ကျွန်တော်38ဝန်းကျင်နေသည်ဒီနေ့မှာကျွန်တော်လေးထပ်တူကြပါတယ်ပြီးတော့ကျွန်တော်ဒီနေ့ရဲ့နေကုန်ကြီးသည်ကျွန်တော်35ကြီးပါဆိုတော့တခုပြောလို့ရသည်ဒီနေ့ရဲ့နေကုန်မှာလုံးဝမကောင်းတာတခုဘာလို့လဲဆိုတော့10ပိုင်းဆိုင်တည်းရတယ်ကျွန်တော်မှာလက်တွက်ဆိုင်တည်းမှာရှိတယ်ပြီးတော့ကျွန်တော်38အချင်းညာလဲပိုးစုပစက်ထပ်တူကြတယ်9ပိုင်းညာလဲရှိတယ်ဆိုတော့အဲ့ဒီ35ကကျွန်တော်အပူပါခွေသွားနိုင်ခြင်းတော်တော်ကြီးများတယ်နော် ဘူးပါခွေသွားနိုင်ကြီးရဲ့တော်တော်များပါတယ်ဆိုတော့အဲ့ဒီသုံးရှင်ကဂီးခွေဒီကျွန်တော်တို့ဒီနေ့ရက်နေကုန်မှာကျွန်တော်တကယ်လို့ညနေပိုင်းတတိမပေးပြရအောင်မှာအဲ့ဒီသုံးရှင်ကဂီးခွေကိုမဖြစ်မနေပြုံးတော့တကယ်လို့မနေ့ပိုင်းမှာမထိခဲ့သည်ရှိတော့ဖွာပါတော့မထိခဲ့သည်ရှိတော့ပါတော့ဆိုတော့သုံးရှင်ကဂီးခွေတာပါသုံးရှင်ကဂီးကိုတူတူခွေတာပါအပူပါခွေပါအဲ့ပထမဆုံးနဲ့အကြိုက်ဆုံးညီပြောရင်အဲ့ဒါပဲ ကျွန်တော်ဒီမူအပြည့်တွေပါလေဆိုတော့တက်ပြောရရင်3ရှင်5ဂီခွေရအောင်ကျွန်တော်အကြိုက်ဆုံးလို့ပြောလို့ရတယ်ဗောနော်ဂီအပူပါခွေအဲ့ဒါဒီအကြိုက်ဆုံးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ခိုင်းလို့ပဲကျွန်တော်ဝုံကွက်ဝုံကွက်ဒီကျွန်တော်ပါလေလဲဆိုရင်ဝုံကွက်မတိုင်ရင်ထားပါတော့မူအပြည့်ကိုရင်ပြောလိုက်မယ်နော်မူအပြည့်ကန်လို့ရှိရင်ကျွန်တော်3ရှင်5ကိုဘာတွေကတ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်က61ခွန်နဲ့3ည61ခွန်နဲ့3ညအဲ့ဒီ5လုံးလေးအနေမှာထုံးစံတိုင်းပဲကျွန်တော်မိမိကြိုက်နဲ့တက်ရကျွန်တော်နှလုံးမှတောင်းတော့ရွေးချက်ပြီးတော့ကတ်လို့ရပါတယ် ကြားရပါတယ်တဲ့။ Okay ပါ။ဒေါက်တင်တင်မူလည်း sharing လေးပေါ်ပါတယ်။ဖုန်းလိုက်အောင်အကောင့်ပိုင်ရှင်လည်း sharing လေးပေါ်ပါတယ်။ကျေးဇူးများတင်ပါတယ်။ share ပြကြတဲ့ Nuki ရအားလုံးကျေးဇူးများတင်ပါတယ်။ဆိုတော့ဆက်သွားလိုက်အောင်နော်။ကျွန်တော်35 key မူရဆိုရင်ကျွန်တော်လုံးဝမှအထူးဆုံးခွေရတဲ့မှာလေ။ဒီနေ့မှာကျွန်တော်ဝန်ခွက်တီထပ်တော်မှဒီအောက်ခွက်တီထပ်တော်ပို့ပြီးခွေတဲ့နေအရာပေါ့နော်။ဆို35ကီအပူပါတူတူခွေတာပါအပူမှာကျွန်တော်ကြက်နဲ့အပူမကြရင်တော့မှထဲတဲ့နဲ့အပူဒီ10ပူကိုမဖြစ်မနေသေးပါ ကျန်တဲ့အကူကတော့ကြာနေတဲ့ပေါ့နော်ရှစ်ကူကတော့မဖြစ်မနေဘူးထဲပါမထဲလို့မရအောင်အိုက်စားလို့ထဲဝင်ရမယ်ထဲမှာကျွန်တော်ရှစ်ကူပါထဲပေါ့နော်35ကူပါခွေပြီးပြီဆိုရင်ကျွန်တော်အချိုက်ဆုံးခြေဆုံးမလိုက်ခင်မှာကျွန်တော်မူအပြည့်မူအပြည့်ကိုကိုင်းဆိုရင်ကျွန်တော်35ကိုဘာတွေကတ်လို့ရလဲဆိုရင်6893ရ6893ရအဲ့ဒီ၅လုံးနေရာဒီမှာကျွန်တော်မိမိကြိုက်နဲ့တက်ရကျွန်တော်နှလုံးမှာ၃လုံးရွေးချက်ပြီးတော့ကတ်လို့ရပါတယ်6893 3ရဆိုတော့ကျွန်တော်တို့အဲ့ဒီကနေ5လုံးရဲ့မှာမိမိကြိုက်နဲ့တက်ရကျွန်တော်2လုံးမှာ3လုံးယူချပြီးတော့ကတ်လို့ရပါတယ်အကုန်လုံးကတ်ဖို့တော့မဆိုးလို့ဘာလို့လဲဆိုတော့ကျွန်တော်3ရှင်5ဟာလုံးဝအထူးဆုံးခွေဖို့လိုအပ်နေရဆိုတော့လေမွေးပြောပါရတယ်မွေးကပြောလို့မရအောင်တော့ကျွန်တော်ပေါက်ပေးပေးထားမှလို့ပါမွေးကြီးကျွန်တော်၄ခွက်မူသည် အဒီ6ကွက်မူဒီကျွန်တော်ပေါက်ပြီးစင်နာခြင်းဖြင့်ပေးထားပါဗါတယ်အဲ့ဒီ6ကွက်တရားမှာပြန်ချုပ်ထားတဲ့4ကွက်မူပေါ့နော်အဲ့ဒီ6ကွက်တရားပဲပြန်ချုပ်ထားတာနော်အဲ့ဒီတရားပြန်ချုပ်ထားတဲ့4ကွက်မူဒီကျွန်တော်စီမှာ duty duty အားပေးတဲ့ညုတ်ကီတွေအတွက်ဒီတစ်ပတ်မှာကျွန်တော်မြေတားလက်ဆောင်ပေးထားပါဗါအဲ uh, 23အရင်ဘက်မှာအားပေးထားတဲ့ညိုကီဆိုလို့ရှိရင်ကျွန်တော်ဒီတစ်ပတ်မှာအခုဒီမွေးကိုကျွန်တော်ဟိုပါပေါ့နော်မြစ်တလက်ဆောင်အနေနဲ့လာပြီးတော့ရှူလို့ရပါတယ်အဲ့ဒါ၄ခွက်ပေါ့နော်အဲ့ဒါတော့ကျွန်တော်23ကစားနေကြသူတွေပဲ တည်တံ့ဖြစ်ပါတယ်အဲကစားနေရတဲ့အရာယူလို့ရတယ်ပေါ့နော်ဆိုတော့ယူဖို့မေ့နေလဲယူနိုင်ပါတယ်ကျန်တဲ့ရမှာအပမွေးရမလဲမသိဘူးယူပြီးမွေးလို့ရတယ်ပေါ့နော်ဆိုတော့385ကီအထူးဆုံးခွေတာပါမူအပြည့်ကိုင်လို့385ကိုကျော်6193ညာဆိုရယ်ခဏန်း၅လုံးနဲ့ကြိုက်နှစ်သက်အကျော်2လုံးမှ3လုံးရွေးချယ်ပြီးကပ်ပါအပီပီဆိုရင်တော့ကျွန်တော်အကြိုက်ဆုံး6ခွက်363တဲ့868တဲ့568တဲ့အဲ့ဒီ6ခွက်ဒီအကြိုက်ဆုံးဖြစ်ပါတယ် အကြိုက်ဆုံး6ကွက်ဒီကျော်363တိ6681တိ5651အဲ့ဒီ6ကွက်ဒီကျော်အကြိုက်ဆုံးဖြစ်ပါတယ်မရှဲတဲ့အသေးများပြထားတဲ့ချိပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှဲလို့အဆင်ပြေတဲ့ညကြီးရတယ်နည်းလေးရှဲလိုက်ပေါ့နော်ရှဲလို့အဆင်ပြေတဲ့သူရတယ်ကိစ္စတော့မရှိပါဘူးကျော်ကွန်မန့်လေးမှာပေါ်ပါညညာလေးမှတ်ပြီးတော့အဲနည်းနည်း real လေးပါလေးထောင်းလိုက်ပေါ့နော်ဒီကတော့တခြားသူတွေလည်းပုံမြင်အောင်ပါကျွန်တော်ဒီ Facebook မှာဆိုတာကဟို view တွေပို့တက်လို့လဲကျွန်တော်ဘာမှပို့ရတာရဲ့လို့ဘာမှမရှိပါဘူးနော် ယူကျမှာတော့ညကီတို့ထောင်းနော်လက်မတွေပါထောင်းကြရှင်ထောင်းဟိုဟိုဟာတွေပါ share လို့ရရင်လည်း share ချ comment တွေဆိုလည်းမတ်ဘာလို့ဆိုတော့ YouTube မှာမတ်နာကျွန်တော်ရတယ်နော်ကျွန်တော်ရတာအများကြီးတော့မဟုတ်ဘူးနော်နှစ်ညကီတို့ဟိုရက်ကပြောသလိုပဲနှစ်ရက်၃ရက်နေတဒေါ်လာလောက်တော့ရတယ်ပေါ့နော်ကျွန်တော် live ကလူလဲအဲ့လောက်မများဘူးကျွန်တော် video တွေလည်းတိတ်မတင်ပြဘူးဆိုလေဆိုနော်တကယ်ကမှမွေးထားကြည့်ပဲဟုတ်ကဲ့ပါဒူရွန်ပေးဘူးပေါ့တဲ့မဟုတ်ပါဘူးခင်ဗျ6ကွက်မူတီ ကျွန်တော်စီမှာဒူးဒီကစားပူပူမပူဘူးမွေးဆန္ဒရှိလို့မွေးလို့ရင်ပောက်ပေးတော့ပောက်ပေးသူ့ဝင်မစေးနာကြီးဘလောက်ပါညာလဲမတတ်မှတ်ထားဘူးလာပြီးတော့ရှူလို့ရတယ်6ခွက်မူ၄ခွက်မူကတော့ဒါကတော့ကျွန်တော်တီးတဲ့မိသားလက်ဆောင်လုပ်ပေးနေကြပုံစံလေးတွေပဲပေါ့နော်အဲဒါကျွန်တော်စီမှာဒူးဒီဒူးဒီကစားနေကြညူကီတို့တီးတဲ့အစီအစဉ်ဖြစ်ပါတယ်အဲ့လိုမျိုးလေးပေးတာပါ၄ခွက်ကအဲ့ဆိုတော့နောက်တစ်ပတ်ဒီမှာလည်းကျွန်တော်အဲ့လိုမျိုးတွေပေးဖို့တွေရရှိရနော်ဆိုတော့အဲ့လိုတီးတဲ့အောင်မှလိုချင်ရင်တော့ကျွန်တော်စီမှာဒူးဒီလာထိုးမှာပဲရမှာပါဆိုတော့ လာထိုးပါဆိုအဲ့ဒါပဲပြောလို့ရတယ်เนาะဂျန်နဲ့တခြားဟာတွေကကျွန်တော် live ဒီမှာအကုန်မြတ်တာလက်ဆောင်ပေးရရှိရလဲပေးတယ်ပေါက်ပေးဆိုရင်လည်းကျွန်တော်စေနာချင်းနဲ့ပဲပေးတယ်ဗောနော်ဆိုတော့ကျွန်တော်အစားဆုံးတစ်ခေါက်ပြန်ပြီးပြောပါမယ်ဒီနေ့ရနေကုန်ကြီးဒီကျွန်တော်385ကြီးအပူပါထူထူခွေတာပါဟိုအမကကျွန်တော်ခွန်ဘရိတ်ကြီးပဲကိုယ်ခွဲမှာထွက်တာခွန်ဘရိတ်ကြီးပဲဘာနဲ့ဘာနဲ့လဲတော့ကျွန်တော်တခြားမမမပြီးတော့နှစ်ဖက်လုံးမှာတော့ခွန်ဘရိတ်ကြီးပဲထွက်တာ modern internet ကော ဆိုတော့တိရညူပြီးရှင်းလိုက်တစ်ချက်လောက်ကွန်မန့်လေးမှာမှန်ပေးလိုက်ပါတော့ဒီမှာမေးနေတဲ့တယောက်အာမနှင်းမီခွန်တစ်ချက်ဟောပါဖြစ်လို့ရှင်မေးနေမေးနေပါတယ်လို့အကျွေးရလာရင်အဲမနောက်ပါနဲ့ဗျာလို့အကျွေးတော့မရပါဘူးလို့ကျွန်တော်တို့ကဟို cash down ပေါ့နော် cash down ချက်ချင်းထိုးထိုးရင်တခါလေးလွှဲရတယ်ကနန်းထွက်ပြီးပြီဆိုတော့ထွက်ပြီးကျွန်တော်နာယောကနေတနာယောတမယောစားတော့တခါလေးအပီးလုပ်ပြီးတယ် ဟိုခဏထွက်ပြီးဆိုရင်ပြီးဘလောက်ဆိုရယ်စားလေးပို့ပေးဖို့ပဲလိုအပ်တယ်ပေါ့เนาะအဲ့လိုမျိုးတခါတည်းရောစားအားလုံးအပြီးလောက်ပြီးတာပါနာယောကနေတနာရီအတွင်းကျွန်တော်တို့နေရှင်းတို့လာရှင်းတို့အပတ်ရှင်းတို့နှစ်ရှင်းတို့နောက်တန်နေရာရှင်းတို့အဲအဲ့ဒါတွေတော့မရဘူးပေါ့เนาะခုမှကြည့်လို့ပေါ့ပြီးတော့တာလေဟုတ်ကဲ့ပါ token thank you ကျေးဇူးများအစ်တမာလေဆိုတော့ကျွန်တော်တို့ကွန်မန်နေမှာအဲကွန်မန်နေမှာမဟုတ်ကျွန်တော်တော့တစ်ခေါက်ပြန်ပြောလိုက်ပါမယ်ကျွန်တော်တို့ကိုပိုင်းစီထိုးတာ နှစ်ပေါက်ပြီကိုပိုင်ဆိုတာကျေးဇူးများကြီးတော်ပါတယ်တောက်လျှောက်အားပေးလာတဲ့အတွက်ဒါတောက်လျှောက်အားပေးလာတဲ့ newkey ဆိုတော့ဒါအတိဆုံးနေမှာပေါ့နော်ထွေထူပြောရမလို့ဘောဆိုတော့ကျွန်တော်တို့ let's go အဖေပါအောင်နဲ့လေးလာပိုင်းရက်ရွှေ့လိုက်ပါတယ်လေးလာပိုင်းရက်ရွှေ့လိုက်ပါတယ်ရက်တဖန်ပြန်ပြီးတော့ပြောပြပါမယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ရက်နေကုန်ကီဒီကျွန်တော်35ကီဖြစ်ပါတယ် အပူပါအထူးဆုံးခွေတာပါကော်ကြီးကဘလောက်လဲတဲ့ကော်မရှင်နေနဲ့တင်တော့ကော်မရှင်ကတော့တတ်တတ်ရှိပါတယ်အဲ့ဒါတော့ကော်မရှင်မှာတော့ကော်မရှင်ရဲ့စီးမြင့်တွေရှိရပေါ့နော်ကျွန်တော်တင်းလာမနေ့ကတက်ပေးရတာမျိုးအဲဒီ total တွေပေါင်းပေးရတာမျိုးပြီးတော့လောမဟောပြရတဲ့ဒီတောင်ဝင်မှုတောင်ခံမှုတွေအများကြီးရှိရပေါ့နော်ထိုးသားထတော့ပို့ပြီးတော့တောင်ဝင်မှုတောင်ခံမှုတွေတော့ရှိပါတယ်ဒါပေမဲ့ commission တင်နေကြသူတွေအတွက်ဆိုရင်တော့အဲ့ဒါကြီးကအရင်ကြီးဟိုလို pressure ကြီးမဖြစ်ပါဘူးကျွန်တော်စီမှာလာပြီးဆက်သွယ်လို့ရပါတယ် ဆိုတော့ဒါလေးအရင်အမြန်ပြောလိုက်မယ်နော်ဒီနေ့ကနေကုန်ကီးဒီ35ကီးအပူပါအထူဆုံးခွေတာတင်ပါတယ်အပီးပြီဆိုရင်တော့ကျွန်တော်တို့အပူပါအထူဆုံးခွေတာနော်တော်တော်ကြိုက်တယ်နော်အဲ့ဒီကီးခွေကဆိုတော့အပူပါထူထူခွေတာပါကျန်တဲ့အပူမထည့်တော့မှရှစ်ပူတစ်ခုကိုမှပြစ်မနေထည့်ပါပြီကျွန်တော်မူအပြည့်ကိုကန်လို့ရှိရင်35ကီးကို6193ဆိုတော့ကဏ္ဍ၅လုံးနေရာနေမှာကြိုက်နေတဲ့အကျော်နှလုံးမှာ၃လုံးရွေးချယ်ပြီးကန်နိုင်ပါတယ်ဒါမှမဟုတ်လည်းမိမိကြိုက်နေတဲ့အရာရှယ်လည်းကန်နိုင်ပါတယ်ဆိုတော့အကြိုက်ဆုံး6ခွက်ဒီ36 3တဲ့ အဲ့၆ကတည်းကကြိုက်ဆောင်ပါမင်္ဂလာပြတော့ဆောင်မလဲအစကတော့ကျော်လေးလပိုင်းလောက်ဆောင်မယ်လို့တည်ရတာပေါ့နော်ဒါပေမဲ့နိုင်ငံရေးပါညာအနေထားတွေရကခဏရထားပါလေလက်သိမ့်မလုပ်ပါနဲ့အာဟုတ်ကဲ့ပါနည်းနည်းဟိုကလောက်တယ်ထင်တယ်နော်ဖုန်းဖုန်းလောက်တယ်ထင်တယ်နော် ဆိုတော့ကျွန်တော်အားလုံးမိလောက်ပြီလို့ထင်ပါတယ်အခြေဆုံး6ခွေတိ3633867656565အဓိက35ကိုအကျော်အပူပါတူတူလေးခွေတာပါဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ဒီမှာတူတူဒီကစားလို့ရနေခင်ဗျာအားလုံးကျွန်တော်ဒီအပေါ်ကဖုန်းနံပါတ် Viber နံပါတ်ဒီ09963639ကိုတင်မှာလာရောက်ပြီးတော့မှကစားလို့ရပါတယ်တကယ်လို့ commission တင်လို့လို့ရှင်တော့ commission ကတော့ကျွန်တော်ကတစ်ချိန်တစ်ချိန်ကျွန်တော်တို့ဒီတသိန်းအထက်ကနေစပြီးတော့ ကော်မရှင်တင်လို့လို့ရှင်ပေါ့နော်ဒါပေမဲ့ကော်မရှင်တင်တဲ့သူတွေကတော့တခုရှိတာဒီဟိုကျွန်တော်ထိုးသားလိုမျိုးအဆောင်လေးတစ်ဆောင်နဲ့တော့ကော်မရှင်တင်လို့မရအောင်နော်တခုရှိတာကော်မရှင်ဒီကျွန်တော်ခဏအကွက်ကြီးလေးမျှပါတယ်အောက်ကနေပဲကျွန်တော်အနည်းဆုံး3-4ရောက်ရဲ့ထိုးကြီးကိုတင်လို့ပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မှအဆင်ပြေတာပါဒါဘာလို့လဲဆိုကျွန်တော်ကဒိုင်မဟုတ်ဘူးလေနော်ကျွန်တော် အောက်ကိုတဆင့်ကော်ပြန်ပေးရတာဆိုတော့လေအပေါ်ရရတဲ့ကော်တွေကမှကျွန်တော်အောက်ကိုတဆင့်ပြန်ပေးရတာအဲ့လိုမျိုးသွားတာဆိုတော့ချောင်းလေးနဲ့ရောက်ရဲ့ရန်ကြည့်ရအောင်ဆို တန်ကိုပြရကျေးဇူးတင်ပါဟုတ်ကဲ့ပါအစဉ်ပြေဝမ်းသာပါတယ်ခုလူလေဒီကနည်းနည်းလေးထင်းထင်းသင်းသင်းလေးတော့ဆွဲပါတော့ကျွန်တော်လည်းကိုစားညာဆန်းရှိမြအကောင်းဆုံးကြိုးစားပေးပါတယ်မယူပါနဲ့ကျန်ကောင်းပါလေယူလိုက်ပိုကောင်းသားမလားလားဆက်ကျွန်တော်ဒီဒီဖုန်းနံပါတ်ဒီဖုန်းနံပါတ်လေးဆက်မချော်လေးရိုက်ထားပါဒီဖုန်းနံပါတ်ဒီကျွန်တော်မနက်စက်တင်ပါစင်ပါမနက်စက်3:55အထိကျွန်တော်စီမံလာရပြီးတော့မှကျွန်တော်အပ်ပေးလို့ရတဲ့နံပါတ်ဖြစ်ပါတယ် အာဒီအောက်ကဖုန်းနံပါတ်ကကျွန်တော်စီမှာဒီဆောနာပြောတဲ့မွေးဥပဲပေါ့နော်ဆန္ဒရှိလို့ယူလို့ရင်ကျွန်တော်ရဲ့ဒီအောက်ကဖိုင်ဘာနံပါတ်မှာမွေးဥပဲဆန္ဒရှင်ဒီမှာယူလို့ရပါတယ်ဆိုတော့ဒီအပေါ်ကဖုန်းနံပါတ်ကတော့ကျွန်တော်စီမှာ2 d 3 d အပေးလို့ရနေကြည့်များမနေ့ဆို7:55ညနေဆို3:55လီလာပြီးအပေးလို့ရပါတယ်ဆိုတော့ဒီမှာလာပြီးအပေးလို့ဖိတ်ခေါ်ပါတယ်ဆိုတော့ဒီနားလေးမှာတခဲခွန်ပြူပါအလုံးနဲ့မိလောက်ပြီးလို့ထင်ပါတယ်တခုရှိရသည်မွေးသမားများတတိထားနော်မွေးကနေပြီနော်တတိထားပါ ဘာတွေထူရမလဲအခုမှတက်လာလို့အဲဟုတ်ကဲ့ပါအဲ့ဆိုပထမပြန်လို့ပြောပါမယ်ဆိုတော့တစ်ခေါက်တစ်ဖန်းနှစ်ဖန်းသုံးဖန်း50နာမ6ဖန်းပြန်စားလို့ဆိုတော့ကျွန်တော်တို့ဒီနေ့မှာတခုရှိရကျွန်တော်အဖွဲ့ဝင်တွေကတော့ဒီနေ့မှာကျွန်တော်တကွာကောင်းပေးထားတယ်ပေါ့နော်အဲ့တော့အဖွဲ့ဝင်တီးတန့်ပေါ့အဖွဲ့ဝင်တွေအတွက်မပေးဖြစ်တာလေးနည်းနည်းလေးကြားရင်လို့တီးတန့်သူလို့ကျွေးနိုင်လို့ယူရယူပါစေခဲ့မဟုတ်ကိုလှုပ်ဆောင်တဲ့ကိုစားပြီးတော့ယူမယ်ဆိုလို့နော် စာစာနော်အနောက်တာပါလဲဆိုတော့ဒီနေ့ရဲ့ကီရီ35ကီမူရဆိုရင်ကျွန်တော်အပူပါတူတူခွေထားတင်ပါတယ်မူအပြည့်ကိုကမ်းဆိုရင်ကျွန်တော်35ကို61ခွန်2 3ရဆိုရဲခဏငါးလုံးနေရာဒီမှာခြိုက်နေတဲ့အကျွန်တော်တို့နှလုံးမှာတုံတုံယူချက်ပြီးတော့ကတ်နိုင်ပါတယ်ပြီးပြီဆိုရင်ခြိုက်သုံး6ခွက်ဒီကျွန်တော်363 6681565တက်ဆိုရဲ6ခွက်ဖြစ်ပါတယ်အဲ့6ခွက်ဒီကျွန်တော်ဒီမနက်မှာအခြိုက်ဆုံးဖြစ်ပါတယ် အာပြီးပြီဆိုရင်တော့ကျွန်တော်တို့ဘာရှိမလဲဆိုတော့385ကီလိုကျော် အပူပါတူတူခွေထားပါအဲ့ဒီအချိန်မှာကျွန်တော်88တကွက်ကိုမဖြစ်မနေသေးပါအပူထဲမှာဆိုရင်ဂျန်နဲ့အပူမထည့်နေပေါ့နော်ကျွန်တော်88တကွက်ကိုမဖြစ်မနေသေးပါဆိုတော့မိလောက်ပြီလို့ထင်ပါတယ်အဲ့ဒါနောက်ဆုံးအနေနဲ့တဖန်ပြန်ပြရရသည်မွေးဆန္ဒရှိတဲ့သူတွေကဒီအောက်က fiber မှာယူ233အပေးလို့ရတဲ့သူတွေကကစားလို့ရတဲ့သူတွေကဒီအပေါ်က fiber မှာကျွန်တော် weight kb fiber အားလုံးဒီဖုန်းနံပါတ်ပေါ့နော်ဒီ fiber မှာလာပြီးတော့အပေးလို့ရပါတယ်ဆိုတော့ ဒီ viber ကျွန်တော်ဒုတိယထူးခြင်းလို့ပါလို့စာလေးတာပို့လိုက်နော်ကျွန်တော်အဲ့မှာကစားမှုကစားနည်းအဲ wkb ပိုင်းရအောင်အဲ့လေးကိုကျွန်တော်ကတ်ဆွဲထားလေးရှိအဲ့လေးတခါတည်းပို့ပေးမှာပေါ့နော်ဆိုတော့နေရာတော့မမနဲ့နော်မွေးလိုအံ့အောက်ကိုသွားပါကျွန်တော်ဒီအောက်မှာအပေါ်အပေါ်လေးမှာရေးတာနော်မွေးဦးပဲဆိုပြီးမွေးလိုအံ့ဒီအောက်ကိုသွားဒုတိယ3ကစားလို့ရင်တယ်လီနော်အတန်အောင်လာပါဆိုတော့အားလုံးမေးပြီးလို့ပြောလင်းပါတယ်ဆိုတော့ဒီနားလေးမှာတစ်ခါခွင့်ပြုပါ finally ကိုပိုင်လာဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ အဲတခုပြောလို့ရကျောစီမှာဒီဒုတိယကြီးအားပေးနေကြတဲ့အကိုရမာရေဆိုတော့တခုပြောလို့ရဒီဒီခဏန်းတင်တဲ့အခါမှာအာဒါကျွန်တော်ခဏခဏလေးသတိပေးဖြစ်တယ်ပေါ့နော်ဆိုတော့လူသစ်တွေအနေနဲ့ကျွန်တော်မသိမှာဆိုလို့ကျွန်တော်တို့ခဏန်းတင်တဲ့အခါမှာပြည့်ပြည့်စုံစုံလေးရေးပေးဖို့မြေတားရက်ခံပါတယ်ပြီးတော့ကျွန်တော်တို့ဒီ total ကိုအတည်ယူတာမဟုတ်ပါဘူးမိမိထိုးတဲ့ခဏန်းရဲ့ဘေးမှာရှိတဲ့ amount ကိုပဲငွေ amount ထိုးကြည့် amount ကိုပဲအတည်ယူတာဖြစ်တဲ့အတွက် total အမှားမှန်နေသည် အမမှန်ရှင်ကျွန်တော်ခဏထွက်ပြေးခြင်းပေါ့နော်ဒီ diet စင်းစစ်က reply ဆွဲချပြီးသူတို့ဘယ်အဆောင်ဘယ်အဆောင်ဘလောင်မဘလောင်မဘလောက်ပူဘလောက်လို့ဆွဲချပြီးဆိုတော့မှဆွဲချပြီးဆိုတော့လည်းကျွန်တော်တခါလေးချက်ချင်းလာပြီးတော့ပြန်ပြောပြပါတယ်ဆိုတော့ကျွန်တော် total ကိုအမမှန်ယူတာမဟုတ်ပါဘူးကျွန်တော်မိမိထိုးတဲ့ခဏရဲ့ဘေးကငွေမောင်းအတီယူတာဖြစ်တဲ့အတွက်၃ညာတစ်လုံးပူသွားတာ၃ညာတစ်လုံးလို့သွားတာမျိုးတွေကိုအထူးသတိထားပေးပါလို့ဘာလို့လဲဆိုတော့ကျွန်တော်၃ညာတစ်လုံးပူသွားရင်ထားပါတော့ခဏ၁၀ခွာထိုးထားရတယ်ကျွန်တော်၃ညာတစ်လုံးပူသွားဆိုငွေအမောင်းတားဟသွားပြီနော်ဆိုတော့ ပူသွားတာပဲဖြစ်ဖြစ်လူသွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကထိုးထတာကတော့တထောင်မှုထိုးတယ်ဒါမှမဟုတ်တရာဘူးဖြစ်သွားတယ်ခဏကပောက်ကွက်ပါနေဆိုတာကိုယ်အတွက်နဲ့နာမှုဖြစ်တယ်ပေါ့နော်အထားပါတော့ကိုကတရာဘူးပဲထိုးထားတယ်တထောင်မှုဖြစ်သွားတယ်တုံညာတစ်လုံးပူရေးလိုက်မိတယ်ဒါမှမဟုတ်ပောက်ကွက်မပေါ့ဆိုရင်လည်းကိုကစိုက်ပြရမှာမနေဘူးဆိုတော့အဲ့ဒါလေးတစ်ချက်ပြည်ထားစီခြင်းပါတယ်ခဏတင်တဲ့အခါမှာအဲ့လိုပြပြဆုံဆုံလေးနဲ့တခြားလေးရေးပေးဖို့အဲပြီးတော့ကျွန်တော် break ဆိုရင် break လို့ရေးလိုက် BK အနည်းဆုံး B လို့တစ်လုံးနဲ့မရင်းနဲ့နော် BK အဲပတ်တီးဆိုရင်ကျွန်တော်ပတ်တီး တကယ်လို့ပတ်သီးကိုမှကျွန်တော်ပုံမှန်ဆိုရင်ပတ်သီးကို19ခွက်ကြီးပဲပေါ့နော်ဒါကတကယ်လို့မှကျွန်တော်အကွက်20အနေနဲ့အပူ20အနေနဲ့ထူလို့ရဆိုရင်ဘေးနားမှာအကွက်20ဒါမှမဟုတ်အပူပြည့်အပူပါအဲ့တိုင်းရေးလိုက်ကျွန်တော်အကွက်20ယူတယ်ဆိုတော့အဲ့လိုမျိုးလေးပြည့်ပြည့်စုံစုံလေးမိမိထိုးချင်တဲ့ပုံစံအရာပရိဆို break ထိတ်ဆို take အပိဆိုအပိအဲ့လိုမျိုးပြည့်ပြည့်စုံစုံလေးရေးပြဖို့မြစ်တရရခံပါတယ်ပေါ့လဲဆိုအထိကကျွန်တော်ဒီပေါက်သီးပါလာပြီးတော့ပြီးတော့ရှင်ဒါပါတော့အဲ့လိုငွေမောင်း မှားပြီးတော့တောင်ညာတစ်လုံးပို့သွားတယ်ပေါက်သီးမပါနေဘူးလို့မှဆိုလို့ရှိရင်ဒါညုတ်ကွေးတို့အတွက်နစ်နာမှုတွေအများကြီးရှိနိုင်လို့နော်ဆိုတော့ပြပြစုံစုံလေးရှိဖို့မေတ္တာရက်ခံပါတယ်အချိန်စောရင်တော့ကျွန်တော်လည်းအတက်နိုင်ဆုံးအမြဲတမ်းဒါညုတ်ကွေးတို့တင်တဲ့ဆောင်မျိုးတိကျဆက်ပြီးမှကျွန်တော်တင်ပေးတာများတယ်ပေါ့နော်ဒါပေမဲ့အချိန်ကတ်သွားတဲ့အချိန်မှာဆိုတော့ကျွန်တော်ကခဏန်းရာကြီးအတွက်အမြန်တင်ရတဲ့အချိန်မှာဆိုတော့ဒါကိုလူတွေဟိုမရလိုက်ဘူးကန်ဆယ်မဖြစ်ဟိုအဓိကကန်ဆယ်မဖြစ်တော့အောင်ပေါ့နော်အကုန်လုံးအမြန်တင်ရတဲ့အချိန်ဒီမှာဆိုတော့ကျွန်တော်ငွေလဲပြေစာကိုအဓိကတော်တော်ဆက်ရတယ် ဘာလို့ဆိုငွေလွဲအဝင်အထွက်တွေကမစစ်လို့မရအောင်ရှေ့မှာကျွန်တော်တို့အလို့ပြဿနာတွေခဏခဏကြုံမှုလေပေါ့နော်ငွေမလွဲဘဲနဲ့လွှဲပြီးပြီးပြောတာတွေတို့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ပြေစာတွေအဲ့လိုမျိုးတလွဲတွေပေါ့နော်ပြေစာတူတွေဘာတွေအဲ့လိုစုံနေရည်ဆိုတော့လေအဲ့လိုတွေတက်ရောက်လဲမွနေရောက်လဲခဏခဏကြုံတာကျွန်တော်ကငွေလဲဟိုအဝင်အထွက်ကလုံးဝအတိကျစေရတယ်အဲ့ဒီအတွက်ကြောင့်တစ်ခါတည်းရကြားလို့ရှိရင်ကြာအနီးကပ်တွေမှာကျွန်တော်ကဒီထိုးထားတဲ့ကဏ္ဍလာတင်တဲ့ကဏ္ဍကိုကျွန်တော်ကျွန်တော်တုံညာတလုံးပို့နေလားလုံးနေလားတူတေရင်နဲ့ကပ်ပြီးအဲ့လိုမျိုးလိုင်းမဆက်နိုင်တော့ဘူးပေါ့နော်ဆိုတော့ အဲ့ဒါလေးတခုယူကီရိုဘက်ကအဲ့ဒါလေးတတိထားပြီးကိုမြစ်တိုက်ရခံပါတယ်အဲ့ဒါလေးတစ်ချက်တတိလေးတော့ထားပြီးနော်ဘာလို့လဲဆိုတော့ကျွန်တော်နှစ်နာမှုတွေမရှိစေချင်တော့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကကော်မရှင်မဲစားတာဖြစ်တဲ့ဒိုင်လည်းမဟုတ်ဘူးဆိုတော့လေဟိုအပေါ်ကဒိုင်လောက်တဲ့အယောစားကိုကျွန်တော်ကယူကီရိုပြန်ပေးရတာအဲ့အဲ့လိုမျိုးဆိုတော့လေအတိအကျလေးကိုလူကြီးရစရာရှင်းတယ်မျိုးမြဲမြဲရဟိုလိုအတိအကျနှစ်နာမှုတွေမရှိစေချင်ဘူးနော်အဲ့အကြောင်းလို့ပါဆိုတော့အားလုံးမင်္ဂလာရှိရဲ့မနက်ခင်းခါသမားလေးဖြစ်ပါစေဒီမနက်ဘာပဲကစားကစားမိမိကစားတဲ့ခဏနဲ့ ကျွန်တော်ထွက်မဲ့ကဏ္ဍနဲ့ထပ်တူကြပါစီလို့ဆုတောင်းပေးပါရစေဆိုတော့233အားပေးလို့ရညခင်များလည်းထုံးစံအတိုင်းလာရောက်ပြီးတော့အားပေးနိုင်ပါတယ်ဆိုတော့အလုံးမဲ့ပပိုင်ပါအလုံးမဲ့ပပိုင်ကဲပပိုင်ပါ